မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့အထမရန်တင်ချာအကျွဲတက်ကအခန်းနှင်း rational game များဤထက်ကိန်းများပဲဖြစ်ပါတယ်အဲ့တော့ဒီကြာထက်ကိန်းများကိန်းပြည့်များဤထက်ကိန်းများအကြောင်းပြီးတော့မှသူတို့တွေရဲ့ထက်ကိန်းဆိုင်ရာလှုပ်ထုံးများအကြောင်းကိုကျွန်မတို့ကခုနှစ်တန်းမှာပေါ့ဒီ G7 G6 တွေမှာနည်းနည်းပပသိခဲ့ပြီးပြီကိန်းပြည့်တွေရဲ့ ထက်ကိန်းလေးနဲ့သူတို့ရဲ့လှုပ်ထက်ကိန်းဆိုင်ရာလှုပ်ထုံးများအကြောင်းကိုသိခဲ့ပြီးပြီးဒါဆိုရင်ဒီအခန်းထဲမှာဘာတွေလေ့လာမလဲဒီခန်းထဲမှာ rational gain တွေရဲ့ထက်ကိန်းများအကြောင်းလေ့လာမယ်ပြီးတော့မှ rational gain များ၏အခြေတူထက်ကိန်းတွေမြောက်မယ် ်ဟုတ်ပြီနော်စားမယ်ထက်ဆင်းထက်ကင်းနေအကြောင်းလေးဒါမယ်နှစ်ချက်ကင်းရင်းနေအတွက်ချင်းကိုလေးဒါမယ်သုဒ္ဓဆာခွဲကင်းခွဲ၍နှစ်ချက်ကင်းရင်းရှာချင်းကိုလေးဒါမယ်အဲ့တော့ဒါတွေအားလုံးနေဆရာမတော်ကအရင်ကရှင်းနေခဲ့ပြီးသားဒါပေမဲ့အရင်တုန်းကကင်းပြည့်အတွက်တွက်ခဲ့တာ ခုကြတော့ rational gain ရဲ့အတွက်အတွက်မယ် rational gain ရဲ့ထက်ကိန်းတွေအကြောင်း rational gain ရဲ့အခြေတူထက်ကိန်းတွေမြောက်ချင်းစားချင်းထက်ဆင်းထက်ကိန်းတွေအကြောင်းနှစ်ထက်ကိန်းရင်းတွေကိုတွက်မယ်သုဒ္ဓဆာခွဲကိန်းတွေခွဲမယ်နှစ်ထက်ကိန်းသုဒ္ဓဆာခွဲကိန်းခွဲတဲ့နည်းနဲ့နှစ်ထက်ကိန်းရင်းရှာချင်းဒါတွေကို လေ့လာမယ်ဒီတစ်ခါတော့ rational gain ကိုလေ့လာမယ်ဟုတ်ပြီနော်အခန့်တင်မှာလည်းပဲ rational gain ကဘာတွေဆိုတာသိခဲ့ပြီးပြီဆိုတော့ဆင်မတို့ဆက်သွားမယ် နေတသမတင်မှာအခြေကိန်းနဲ့ထညွန်အခြေရပါထညွန်ရပါဆိုတာလည်းပဲကလေးတို့အခြေခံအဖြစ်တည်တည်တာအဲ့တော့နည်းနည်းလေးကြည့်အောင်ကိန်းပြ A ကို N အချိန်မြောက်တော့အခါ A ကို N အချိန်မြောက်လို့ရှိရင် A to the power N ဟုရေးပြီးရေးပါတယ်ဒါဆိုရင် A E N tech gain a e n t k a to the power n ဟုဖတ်ပါသည်တဲ့အဲ့တော့ a ဒီလိုမျိုး power n လေးဆိုရင်တော့ a to the power n လို့ဖတ်ပါမယ်တဲ့နောက်ပြီးနော် a ကိုအခြေကိန်းဒီမှာ a ဒီအခြေကိန်းဖြစ်တဲ့ base အခြေဆိုတာက base and the ထက်ညွန်းဖြစ်တဲ့ထက်ညွန်းက index အဲ့တော့ဒီလိုလေးတွေမှတ်ထားမယ်ဒါ G7 မှာလည်းတည်လာခဲ့ပြီးသားပါအဲ့တော့ A to the power n မှာ A ကအခြေ n ကထင်မြင် A က base n က index ရပြီနော်အဲ့တော့ဖတ်တဲ့အခါမှာတော့ A to the power n လို့ဖတ်ပါမယ် ဲ့တော့ဥပမာကိုကြည့်အောင် tree to the power 4 3 to the power 4ဆိုတာ3ကို4ချိန်မြောက်တယ်လို့ပြောတာ။ဟောဗျာဒါကရှေ့မှာဂိမ်းပြည့်တွေတုန်းကတိခဲ့ပြီးသား3 3လေးကို4 3 20ခွန်း20ခွန်း3 87ဆိုပြီးတော့3ကို4ချိန်မြောက်တာဒီ tree to the power 4ဆိုပြီးတော့ရေးမယ်။ minus 3 to the power 4 minus 3ကို4ချိန်မြောက်မယ်။ဟောဗျာ minus 3ကို4ချိန်မြောက်မယ်ဆိုတော့ power ဒီကဒီ power ဒီ အပေါင်းဂိမ်းဖြစ်တယ် sorry စုံဂိမ်းဖြစ်တယ်လေးပေါ့နော်စုံဂိမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာရတဲ့အဖြေဒီအပေါင်းနဲ့ရမယ်ဒါလည်း G7 မှာတိခဲ့ပြီးသားပြောချင်တာတော့ဒီကအနှုတ်ရဲ့အနှုတ်ရဲ့မြောင်းရဲ့အပေါင်းရမယ်ဒီကအနှုတ်ရဲ့အနှုတ်ရဲ့မြောင်းရဲ့အပေါင်းရမယ်ဒါကြောင့်မလို့နောက်ဆုံး၄ချိန်နောက်လိုက်တဲ့အခါမှာအပေါင်းရတယ် plus ကိုရတယ်81ရမယ်ဟုတ်ပြီနော်တကယ်လို့လား -3 power ဒီမှာ5လာမယ်ဒီမှာပေးထားရဲ -2 to the power 5 ဒါဆိုရင် -2 ကို5ချိန်မြောက်မယ်။ဆိုတော့နည်းနည်းလေး4 4နဲ့4 8 8နဲ့4 16 16လည်း30လေးဟုတ်ပြီ။32ရပြီ။သူ့ရဲ့လက္ခဏာကိုစဉ်းစားမယ်။အနှုတ်က9ခါ။အနှုတ်9ခါမြောက်ထားတယ်။သူ့ရဲ့ပါဝါကမကိန်းဖြစ်နေမယ်ဆိုရင်အဖြေမှာလက္ခဏာအနှုတ်နဲ့လာမယ်ပါဝါစုံကိန်းဖြစ်နေမယ်ဆိုရင်ဒီကြားထဲမှာအနှုတ်လက္ခဏာဆိုရင်တောင်မှအဖြေကအပေါင်းနဲ့လဲရမယ် ဟုတ်ပြီနော်အဲ့တော့ tree to the power of 4တွင် tree ဒီအခြေကိန်းဖြစ်ပြီး4ဒီထညွန်းဖြစ်သည် tree ကအခြေကိန်း4ကထညွန်း minus 3 to the power 4မှာလည်းပဲ minus 3ကအခြေကိန်းထညွန်းက4အဲ့တော့ဒီမှတ်မှတ်ရမှာဒီထညွန်းစုံကိန်းဖြစ်လို့ရှိရင်ထွက်လာမယ့်အဖြေမှာအပေါင်းလက္ခဏာနဲ့အဖြေရမယ်ထညွန်းမှကိန်းဖြစ်လို့ရှိရင်ရလာမယ့်အဖြေမှာဒီအဖြေဒီအနှုတ်လက္ခဏာနဲ့ရမယ် ။အော်မင်းတို့ဒါ green ကတော့ထည့်ဆရာမလို့ပါဘူး။ဒါဆရာမပြောပြတာပါ။ဒါလေးမှတ်ထားမယ်နော်အဲ့တော့ -2 to the power 5ဆိုရင် -2 ကအခြေ5ကထက်ညွန်အဲ့တော့ထက်ညွန်ဒီမှားကိန်းဖြစ်လို့ရှိရင်အနုလက္ခဏာကိုဒီ9ချိန်မြောက်တဲ့ခါမှာဒီသူကနောက်ဆုံးအဖြေကအနုနဲ့ရရပြီနော်အဲ့တော့ဥပမာကိုကြည့်မယ်3 5 4 square 3 by 4 square 3 by 4 to the power 2ဘယ်လိုဖတ်ဖတ်ရပါလဲဒါတော့3 by 4 multiply by 3 by 4 3 by 4နှစ်ခါမြောက်မယ်ဆိုတော့ပိုင်းဝေချင်းချင်းမြောက်ပိုင်းချင်းချင်းချင်းမြောက်3 3လီယာ9 4လီယာ16ဆိုတော့သူ့ရဲ့အဖြေဒီ9 by 16ဆိုပြန်ရမယ် -2 by 5 the whole power 5 -2 2.5 to the power 5ဒါဆိုရင်သူ့ကို5ကြိမ်ညောင်းမယ်ခွဲလိုက်မယ်ဖြန့်ချလိုက်တယ် -2/3 multiply by -2/3 အဲ့တော့ဒီမှာလက္ခဏာကအနှုတ်ရယ်အမြောက်ရယ်အနှုတ်ရယ်အမြောက်ရယ်ဆိုလို့ရှိရင်ဒီလိုတစ်ခါတည်းရေးလို့မရအောင်ဒါလေးကိုမှတ်ထားမယ်နော်ဒီလိုတစ်ခါတည်းရေးအ sorry ဒီလိုရေးလို့မရအောင်ဆရာမပြောချင်တာကတော့ multiply by -2/3 ဆိုပြီးဒီလိုရေးလို့မရအောင်လက္ခဏာကိုတစ်ခါတည်းရေးလို့မရအောင်ဒါကြောင့်မလို့ဒီဟာလေးကိုခွင်းလေးခတ်ပြီးတော့မှအဲ့လိုလေးရှင်းပေးတယ် ဟုတ်ပြီလားအဲ့တော့ဒီမှာဒီငါးကောင်းမြောက်မယ်အဲ့တော့ပါဝါဒီဘာကလေးဆိုတော့စုံကိန်းဖြစ်နေတဲ့အတွက်ကြောင့်သူ့ကိုရှာမြောက်လို့ရမယ်အဖြစ်ဒီအလုံးနဲ့ရမယ်အဲ့တော့မြောက်ကြည့်မယ်နှစ်ငါးကဆိုတော့နှစ်နယ်လေးလေးလေးနယ်လေးရှေးရှစ်နယ်လေး၁၆၁၆နယ်လေး၃၀ပိုင်းဝေးမှာ၃၂ရမယ်၃၃လေး၉၉၃လေး၂၈၂၈၃လေး၈၁၈၁၃လေး၂၄၃ ဆိုတော့အဖြေက32မိုင်243လက္ခဏာကအနှုတ်အနှုတ်ဆိုတော့ဘာကြောင့်အနှုတ်လဲဆိုတော့သူ့ရဲ့ပါဝါသူ့ရဲ့ထက်ညွန်းသည့်အနှုတ်လက္ခဏာဖြစ်နေလို့ sorry မကိန်းဖြစ်နေလို့ဟုတ်ပြီနော်ထက်ညွန်းသည့်မကိန်းဖြစ်နေလို့အနှုတ်ငါးခေါင်းမြောက်လို့ရှိရင်အနှုတ်ပဲရအောင် နောက်ခုကြည့်မယ်3/4 square 3/4 square 3/4 to the power 2မှာ3/4ဒီအခြေ2ဒီထညွန်ဒီလိုလေးသိရမယ်နော်3/4ကအခြေဒါကျ rational gain နေလာပြီ rational gain နေမှာ3/4ကအခြေ2ကကြတော့ထညွန် -2.3 power 5မှာလည်းပဲ -2.3 ဒီအခြေဖြစ်ပြီးတော့မှာအပေါ်က power ဒီထညွန်ဖြစ်တယ်ဒါကထညွန် ဒီ5ဒီထန်ညွန်ဖြစ်တယ်ရပြီနော်အဲ့တော့3/4 to the power 2ဆိုရင်3/2ကအခြေ power 2ဒါကထန်ညွန် minus 2 by 3 to the power 5မှာ minus 2 by 3ကအခြေ5ကထညာ A ဒီ rational gain တစ်ခုဖြစ်ပြီး N ဒီသဘာဝ gain တစ်ခုဖြစ်လေ A က rational gain rational gain ဆိုတာအပိုင်း gain တစ်ခုပြောလိုက်မယ်ဆက်မစဉ်းစားကြည့်အောင် 2/5ပေါ့ဒီလိုလေးထားလိုက်မယ် A က2/5ပြထားလိုက်မယ် N ကကြတော့ဘာလဲဆိုရင်တဘာဝကိန်းတစ်ခုခုဆိုတော့ဆင်မတော့၃ထက်လို့ပဲစဉ်းစားကြည့်အောင်အဲ့လိုလေးပေါ့ဟုတ်ပြီနော်အဲ့တော့ N ချိန်မြောက်ထားတော့မြောက်လက်ဖြစ်ပါတယ်တဲ့အဲ့တော့ဒီမှာတော့သူက N နဲ့ပြောထားလို့ N ချိန်မြောက်ထားတယ် A ကို N အချိန်မြောက်ခြင်းဒီမှာဆိုလို့ရှိရင်တော့2/5ကို၃ချိန်မြောက်ခြင်း2/5 2/5 2/5ဆိုပြီးတော့၃ချိန်မြောက်ခြင်းကိုဆိုလိုတယ် ဟုတ်ပြီနော်အဲ့ခါကျတော့ a to the power n ကို a e checking a to the power n ဆိုပြီးတော့မှဖတ်ပါတယ်ဒါအခုအဲ့တော့ဒီမှာ2.5 to the power 3ဒီလိုမျိုးဖတ်တယ်ပေါ့နော်အဲ့ဆို a to the power n ကိုဘယ်လိုဖတ်လဲဆိုတော့အဲဒီမှာ a ရဲ့ checking n a ရဲ့ checking n ဆိုလို့ရှိရင် a to the power n ဆိုပြီးတော့ဖတ်မယ်ဟုတ်ပြီလားဥပမာအဖြစ် a square ဒီ ae နဲ့ထက်ကင် a square လို့ဖတ်ပါမယ် a square ဆိုတာက a multiplying by a a ရဲ့နှစ်ချက်ကင် a square လို့ဖတ်မယ် a သုံးချက်ဒီ a to the power 3လို့ဖတ်လို့ရတယ်ဒါပေမဲ့ဒီမှာဘယ်လိုဖတ်လို့ရလဲဆို a cube လို့ဖတ်လို့ရ a e သုံးချက် a cube လို့ဖတ်မယ်ဟုတ်ပြီနော် cube ဆိုမှမဖတ်ဘူးနော် cube ရ cube ပဲအတန်းထက်ဟုတ်ပြီဒါဆိုရင် a ဒီ၃ညမဟုတ် directional gain တစ်ခုဖြစ်လည်ရင် A ကတုံညမဟုတ်တော့ rational gain တစ်ခုဖြစ်ရင် a to the power 1က a a to the power 0က1ဟောပြီနော်ဒါရှေ့မှာကလေးကတိခဲ့ပြီးသားအဲ့ဒီတုံကတော့ဆီမတို့ဒီအဖြစ် gain တွေအတွက်တိခဲ့တာဒီတစ်ခါတော့ rational gain တွေအတွက် a ဒီတုံညမဟုတ်တော့ rational gain တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် a to the power 1က a a to the power 0က1ဒါမှတ်ထားရမယ့်အချက်တွေပါဒါလေးတွေကိုမှတ်ထားမယ်နောက်တစ်ခုဒီ A ဒီတုံ့ကြမဟုတ် directional gain တစ်ခုဖြစ်ဖြစ်ပြီး and ဒီ gain ပြည့်တစ်ခုဖြစ်လည်း gain ပြည့်ဆိုတော့ဒီမှာတော့အနုတ် gain ပြည့်ရှိမယ် a to the power minus n power minus n ဆိုရင်ပိုင်းချိန်မှာလာချမယ်1 by a to the power n လက်တူပဲအဲ့တော့1 by a to the power n လို့ပေးထားရင်လည်းသူ့ကို a to the power minus n လို့ပြောင်းလို့ရတယ်လို့ a to the power minus n လို့ပေးထားလို့ရှိရင်လည်း1 by a to the power n ဒီမှာပြောင်းလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါမှထားရမယ်ဒါလေးမှထားရမယ်တန်းတစ်ချက် a to the power 1က a a to the power 0က1 a to the power minus n the 1 by a to the power n it 2ပဲဥပမာတက်ကိုကြည့်မယ်22 by 7 power 1 22 by 7 power 1ရှေ့မှာတိထားတာဒီ a to the power 1 the a ပဲရ power 1 the a ပဲရမယ် ။ဟုတ်ပြီနော်ဒါကြောင့်မလို့22/7က power 1ဒီ22/7ညာ -8/27 power 1ကလည်း -8/27 ပဲရမယ်။ a ပဲပြန်ရတယ်ဟုတ်တယ်နော်။အဲ့တော့22/0 to the power 0 power 0ဒီ1ရှေ့မှာတီးခဲ့တာက a to the power 0က1 power 0 the 1ဒါကြောင့်မလို့22.7 to the power 0 the 1 -2.3 to the power 0 the 1 ညာပြီနော်အဲ့တော့ဒီမှာ power 1 the 8 game ပဲပြန်ရမယ် power 0က1အဲ့တော့ a နဲ့ချက် a to the power 1 the a a to the power 0က1ဒါလေးကိုသိရမယ်နောက်တစ်ခုဥပမာ2က3 to the power -2 equal to ဒါဆိုတော့ power minus 2ဆိုရင်ခုနတိလာတာဒီ a to the power minus n ဆိုရင်1 by a to the power n ဆိုပြီးတော့ပြောင်းလို့ရတယ်ဒါကြောင့်မလို့ဒီမှာ3 to the power minus 2ကို1 by 3 to 3 power 2 3 square 3 square ဆိုမှပြောင်းလိုက်တယ်3 square က3 into 3ဆိုတော့3 3 9ဆိုပြီးရတယ်နားမလဲနော်နောက်ခုဒီမှာလာပြီး rational gain rational gain က -1.5 to the power -1 ဆိုတော့ဒါက10ညွန်း -1 ဒီထန်ညွန်းဖြစ်တယ်ဒါကကြတော့အခြေဒါဆိုရင်ဒီအခြေကိုဆရာမတို့ကပိုင်းခြေမှာရွှေ့မှာဟုတ်ပြီနော်ပိုင်းခြေမှာရွှေ့မှာဖြစ်တဲ့အတွက်ကြောင့် power 1ဖြစ်လို့ဒီမှာ power တော့ထည့်ဆရာမလို့တော့ဘူးအခြေကိုပိုင်းခြေမှာတစ်ခုလုံးကိုရွှေ့မှာဖြစ်လို့1 by -1 by 5ဆိုတော့လာတယ်1 by -1 by 5အဲ့တော့သူ့တဘောကဘယ်လိုလဲဆိုတော့သူ့ဆရာမတို့ကအစားပုံစံနဲ့ရေးလိုက်လို့ရှိရင်1အစား -1 by 5ဆိုဒီလိုလာမယ် ။ဟုတ်ပြီနော်။အဲ့တော့ဒီအစားကိုအမြောက်ပုံစံနဲ့စဉ်းစားကြည့်လို့ရှိရင်အမြောက်ပြန်ဒီကိန်းကိုပြောင်းပြန်လန်ခဲ့တာဟုတ်တယ်နော်။စားကိန်းရဲ့လန်ကိန်းနဲ့မြောက်တယ်ဆိုတော့လန်ကိန်းပြောင်းလိုက်တော့5 -5 ဆိုရတယ်။ဒါကြောင့်မလို့အနှုတ်1အနှုတ်9နဲ့တင်းတဲ့မြောက်တာကအနှုတ်9ဆိုပြီးရတာ။ဒီအနှုတ်9ကိုအဲ့လိုရခဲ့တာ။ဟုတ်ပြီနော်ဒီပုံစံလေးကတော့တစ်ဆင့်ပြီးတစ်ဆင့်သွားတာတချို့ကလေးတွေကတစ်ခါတည်းရတာဆိုတော့သူ့တစ်ခါတည်းလန်ပလိုက်တော့ -5 ဆိုတော့ရသွားတယ်ဟုတ်ပြီနော်ဒါကတော့အဆင့်ပြီးတစ်ဆင့်စဉ်းစားတာပါနောက်တစ်ခုကပုံစံ2တစ်ကိုသွားကြည့်မယ် ပုံစံတက်တဲ့မှာအဘာရွေးတံမုံမြောင်ရှာပါဆိုတော့သူ့ဘာပေးထားလဲ2 by 3 to the power 4 power 4ဆိုတော့၄ချိန်ဖြန်းလိုက်တယ်ပိုင်းဝေချင်းချင်းမြောင်မယ်ပိုင်းချီချင်းချင်းမြောင်မယ်ဆိုတော့လက်နဲ့လေးလေးလေးနဲ့လေးရှိရှိနဲ့လေး16ပိုင်းဝေမှာ16 33လေး9 93လေး29 29 3လေး81ဆိုတော့ပိုင်းချီက81ဆိုတော့16 by 81သူ့ကိုဖြန်းချလိုက်တော့16 by 81နောက်တစ်ခု -3 by 5 to the power 5 အဲ့တော့ -3/5 ကို5ချိန်ရေးလိုက်မယ်ပြီးတော့မှလက္ခဏာဒီမှာအနုသူ့ရဲ့ထက်ညွန်းကကြတော့မှာကိန်းဒါဆိုအဖြေကအနုနဲ့ရမယ်ရပြီနော်အဲ့ပြီးတော့မြောက်ကြည့်မယ်339 9329 29 3 87 87 3 243 295ကလည်းငါက25 25က125အဲ့တော့ဒါဆက်မြောက်လိုက်တဲ့ခါကျတော့3125ဆိုလည်းဖြေရတယ်လက္ခဏာကအနုံနဲ့ရတယ်ခန်းငယ်ကကျတော့ -2/5 power 6 power to the power 6ဆိုတော့အဖြည့်ဒီအပေါင်းနဲ့ရမယ်ဟုတ်ပြီနော်အနုတ်6ခါအနုတ်6ခါဆိုရင်အဖြည့်ဒီမှာတစ်ခါတည်းအပေါင်းနဲ့ရထားတယ်အဲ့လေးကိုတီးရမယ်ပြီးတော့ဒါကို6ကခောက်ဖွဲပြီးတော့မှဒီဖြန့်ချလိုက်မယ်ဖြန့်ချပြီးတော့မှမြှောက်လိုက်တော့64 by 64 by 15625ဆိုရရမယ်ဟုတ်ပြီနော်အစမမြောက်မပြတော့ပါဘူးဒီလောက်လွယ်လေးမလို့ပါခါကြီး 3 to the power 2 sorry 3 by 2 to the power minus 2 power minus 2ဆိုခုနလိုပဲ a power minus n the 1 by a power n ဆိုတော့ a ကအခြေ n ကထညွန်ဆိုတော့အခြေတစ်ခုလုံးကိုပိုင်းခြေကိုချပြီးတော့မှ minus 2က plus 2ဖြစ်မယ်ဟုတ်ပြီနော်ဒီကထညွန်အနုတ်ဒီအပေါင်းဖြစ်လာမယ်ပိုင်းခြေကိုချလိုက်မယ်1 by 3 by 2 power 2 those square ပေါ့နော်ဒါဆိုရင်သူ့ကိုနှစ်ခါမြောက်မယ်3 by 2 multiply by 3 by 2 ဟုတ်ပြီနော်အဲ့တော့3349 4446ဆိုတော့9 4ဒါကိုလည်းပဲခုနလိုပဲဆိုရင်နော်4 9တို့လန်လိုက်တော့4 9ဆိုပြီးရခုနလိုပဲ concept အရာဆိုရင်နော်1အစာ9 by 4ဆီမှာဒီအစားပြောင်းလိုက်တယ်အစားကမှအမြောက်ပြောင်းလို့ရှိရင်4 by 9ရတယ်ပိုင်းဝေချင်းချင်းပိုင်းကြီးချင်းချင်းမြောက်တော့4 by 9ရမယ်ဒါဒီလိုရတာဟုတ်ပြီနော်အဲ့တော့ရရင်တော့တခါတည်းပဲလန်လိုက်တော့4 by 9ဆိုလို့ရတယ် and ဒီ song game ဖြစ်ရင် and ga song gain ဒီထဲက rational gain ကအနော် and ကဆုံး gain ဆိုလို့ရှိရင်ဒီမှာတက်ရမယ်ဒီမှာတော့သူကအဲဒီ gain ပြည့်နေနေပေးထားတယ် minus 1အနော် gain ပြည့်ဒါဆိုဒီမှာတက် and ဒီမှာ gain ဖြစ်မယ်ဆိုရင်ဒီမှာ and ကမှ gain ဥပမာ minus 1 power 5 ဒါဆိုရင်သူက -1 ရမယ်အကယ်လို့ဒီက n ဒီဆုံးကိ -1 power 6ဆိုရင်အဖြေက1ရမယ်လက္ခဏာအပေါင်းနဲ့ရမယ်ဒါကိုပြောချင်တာเนาะဒါခုနလည်းပြောပြောပြီးသားဒီတော့ပုံစံအတွက်2ကိုကြည့်အောင်ပုံစံအတွက်2မှာ16-81ကို10ညွန်ပါတော့ပုံစံ10ညွန်ပါတော့ပုံစံပြောချင်တာတော့ a to the power n ဒီလိုထပ်ညွန်ပါလဲပုံစံအဖြစ်ပြောင်းပေးရမယ် ထညွန်ပောင်းရေးပေးရမယ်ဒါဆိုရင်16ကိုဆံမတော်က၄ရမြောက်၄ဆိုပြီးတော့ခွဲတယ်၄လေး၄၆87က99.87ဒါဆိုရင်အဲသူ့ကို၄နဲ့ထက်9နဲ့ထက်ဆိုပြီးတော့ရေးလိုက်တယ်4 by 9 power 2ဆိုပြီးတော့ဟောပြီးတော့4 by 9ရတစ်ခု4 by 9ရတစ်ခုခွဲလိုက်တယ်ပြီးတော့မှ2ထက်ရေးလိုက်ပြီး နောက်တစ်မျိုးနောက်တစ်မျိုးကြတော့ဆင်မတို့ကဒီမှာအပေါင်းသူကလည်းအပေါင်းဂိမ်းဆိုတော့အနှုန်းနှစ်ခုမြောက်လို့လည်းအပေါင်းရတာဖြစ်လို့ -4 multiplying by -4 ဆိုပြီးတော့ပြောင်းရေးမယ်ပြီးတော့အပိုင်းချီကတော့9 multiplying by 9ဆိုပြီးတော့ရေးမယ်ဆိုတော့ -4 by 9ရယ် -4 by 9ရယ်နှစ်ခုမြောက်ချင်းကလည်း +16 by 81ရမှာပဲဟုတ်ပြီနော်ဒါကြောင့်မလို့ -4 by 9ဒီမှာ -4 မှာပဲရှိမှာနော် -4 by 9 power 2 to the power 2 square ဆိုပြီးရပါမယ် နောက်တစ်ခုကကြတော့သူကပိုင်းချီမှာနှုတ်ပေးပြီးနောက်တစ်ခါကျပိုင်းဝေအပန်းဒီပိုင်းဝေမှာနှုတ်ပြီးတော့ပိုင်းချီအနှုတ်ကိုစဉ်းစားမယ်အနှုတ်နှစ်ခုမြောက်တော့အပေါင်းဆိုတော့ဒါကလည်းအပေါင်းကိန်းကိုရမယ်ဒါကြောင့်မလို့ -4 by -9 multiply by -4 by -9 အဲ့တော့4 by -9 power 2 to the power 2ဒါမှမဟုတ် square ဆိုမှဖတ် နောက်တစ်ခုကကြတော့16ဆိုတာကနှစ်နယ်လေးလေးလေးနဲ့လေးရှင်းရှင်းနဲ့လေး16ဆိုပြီးတော့နှစ်ကို၄ချိန်မြောက်တာ87ဆိုတာကလည်း33နေကို63နေ29 29 3 87ဆိုပြီးတော့မှသူ့ကိုလည်းပဲ၄ချိန်မြောက်တာသူ့ကိုလည်း၄ချိန်သူ့ကိုလည်း၄ချိန်ဆိုမှပါဝါ၄ထက်ဆိုပြီးရှုလို့ရမယ်ဒီမှာလည်းပဲသူ့ကိုလည်း2ချိန်သူ့ကိုလည်း2ချိန်ဆိုတော့2ချိန်2ချိန်မြောက်လို့ပါဝါ2ထက်ဒီမှာလည်းပဲ2ချိန်2ချိန်ဆိုပြီးတော့မှဟုတ်ပြီနော်အဲ့တော့16တလီလေး ဒီကိုကိုလီတွေအဲ့လိုမျိုးလေးရှောက်ရှောက်လို့လို့တော့မရအောင်ပေါ့ဟုတ်ပြီနော်ဥပမာပါလေနော်ဆရာမပြောချင်တာဒီ16ကိုကြာတော့ နဲ့မြောင်နဲ့မြောင်နဲ့မြောင်နဲ့ဆိုတော့လေးထက်ခွဲပြီးတော့မှအောက်မှာကျတော့6981ဆိုရင်ကျတော့အောက်မှာကတော့9နဲ့ထက်ပဲလာမယ်။ပိုင်းဝေမှာကျတော့က2လေးထက်လာမယ်။အထက်တရမတူတော့ရင်ဒီမှာ the whole square ဒီလို square တခါတယ်ဒီလိုဝင်စားဝင်ပေးနေရှိလို့မရအောင်။ဟုတ်ပြီနော်။အပေါ်မှာ2ထက်စဉ်းစားရင်ပိုင်းချင်းမှာလည်း2ထက်ကိုပဲစဉ်းစားရမယ်။ပိုင်းဝေမှာ၄ထက်အတွက်စဉ်းစားလို့ရှိရင်ပိုင်းချင်းမှာလည်း၄ထက်ခွဲပြီးတော့စဉ်းစားရမယ်။အဲ့ဒါမှနောက်ဆုံးမှာ power 4ဆိုပြီးလာမယ်။ power 2ဆိုပြီးလာမယ်။ရပြီနော်။အဲ့တော့2 2 by 3 2 by 3 ီစီမှာခွဲလိုက်တော့၄ချိန်အဲ့ခါကျတော့ဒီမှာ2.3 power 4ရှိပဲရတယ်နောက်တစ်ခုကဒီမှာလဲ minus နဲ့စဉ်းစားထားတယ်ပိုင်းဝေးမှာ minus နောက်တစ်ဖက်မှာကျတော့ပိုင်းချီမှာ minus တူတူပဲเนาะ ဒီတစ်ခါမှာတော့ပိုင်းခြေက minus ကိုစဉ်းစားထားတယ်။ minus 3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 လေးချိန်မြောက်တော့ plus ပဲရတယ်မို့လို့သူ့အဖြေက16.81အပေါင်းလက္ခဏာပဲရမှာ။ဟုတ်ပြီနော်။ဒါဆိုရင် तू က2/3 to the power 4ဆိုပြီးတော့မှလည်းအဖြေထုတ်လို့ရတယ်။အဲ့တော့စဉ်းစားနည်းတွေကိုပြောတာပါ။နောက်တနည်းနောက်တနည်းဆိုပြီးတော့နည်းတွေအမျိုးမျိုးပေးထားတယ်။ဘယ်လိုစဉ်းစားစဉ်းစားရတယ်ဆိုတာမျိုးပြောထားတာ။အဓိကတော့လက္ခဏာတွေကိုဂိုင်တွယ်ဖြစ်ရှင်းတက်အောင်ပါ။ဒါဆိုရင်နောက်တစ်ခုကြည့်အောင်။ပုံစံအတွက်တော့မှ -32/224 ကို က်ဂိမ်းပုံစံဖြစ်ရေးမယ်အဲ့တော့သူကဆုံဂိမ်းဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အထက်ကတော့နှစ်ပဲဖြစ်မှာပတ်ချေရဟုတ်ပြီနော် base ကနှစ်ပဲဖြစ်မယ်သူကလည်းဒီမှာ3ဆိုတော့နောက်ဆုံးသူ့ရဲ့အထက်ကတော့3ပဲလာမယ်သူ့ရဲ့ဘယ်လိုပြောမလဲဒီအခြေအားပေါ့နော် base ဒီ3ပဲရှိမယ်ဒါဆိုရင်သူ့ကိုဆံမတော့ခွဲမယ်တက်ကိန်းပုံစံနဲ့ရေးပါဆိုတော့ခုနဥပမာအတိုင်းပဲဆိုတော့နှစ်နဲ့လေးလေးလေးနဲ့လေးရှေ့ရှင်းနဲ့လေး16 16နဲ့30နဲ့အဲ့တော့ဒီမှာလက္ခဏာအနှုတ်ဖြစ်နေလို့သူကပိုင်းဝေမှာအနှုတ်ထားထားတယ် ပိုင်းစီမှာမထားတော့ပြီးလို့ရှင်မြောက်တာ5ချိန်2ချိန်2ချိန်3ချိန်4ချိန်5ချိန် minus 2ကို5ချိန်မြောက်မှာဒီဘာရလဲဆိုတော့အနှုတ်ပဲရမှာဒါကြောင့်မလို့ရှင်တို့အနှုတ်လက္ခဏာလို့ခြင်းတို့ဒီမှာအနှုတ်ထည့်လိုက်တယ်ဒါဆိုရင် minus 2 by 3က5ချိန်မြောက်တာဖြစ်လို့ minus 2 by 3 to the power 5နာမည်နော်နောက်တစ်ချိန်သူက minus ကိုပိုင်းဝေမှာမထားဘဲနဲ့ပိုင်းချီမှာထားမယ်ဒီလိုဆိုတော့လေ minus 2 by minus 3 to the power ။ညာပြီနော်2 y 3 to the power 5နဲ့5ချိန်က32ရမယ်။အောက်က -3 5ချိန်ကကျတော့243ရမယ်။သူက -2 ရမယ်။ဆိုတော့ဒီသဘောတရားရဲ့ဒါရဲ့ဒါရဲ့ဒီတူတူပဲ။ပိုင်းဝင်မှာထားပြီးတော့ပဲတွက်တွက်။ပိုင်းချိန်မှာအနှုတ်ထားပြီးတော့ပဲတွက်တွက်။ဆရာမတို့ဒီမှာအနှုတ်လက္ခဏာလိုချင်တယ်။ power 5ထက်ဆိုရင်အနှုတ်နဲ့ရမယ်။နောက်တစ်ခုကပုံစံတွက်လေးအဘာလို့ရှင်းပါဆိုတော့ကျွန်တော်တို့ဒီမှာ2 by 5 to the power 4 5 by 2 to the power 5 ။နောက်ဆုံးသူ့ကိုအချဲ့ချဲ့မယ်။၅ဘိုင်း၅ဘိုင်းကို၄ချိန်ရေးမယ်၁၂၃၄။လေးချိန်ရေးပြီးသွားပြီပြီးတော့မှ၅ဘိုင်း၂ဘိုင်း၅ဘိုင်းကို၅ချိန်ရေးမယ်၂ဘိုင်း၅ဘိုင်း၅ချိန်အဲ့တော့အားလုံးကိုမြောက်မှာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့အရှင်းဆုံးပုံစံပြောင်းလို့ရတာရှိလားဆိုပြီးတော့တစ်ချက်ကြည့်လိုက်အဲ့တော့ဒီဟာ၅ရယ်၅တလီ၅၅တလီ၅၅၅ဒါအရှင်းဆုံးပုံစံပြောင်းလို့ရတာပြောင်းလိုက်ပြီနှစ်ကလည်းနှစ်တလီနှစ်တလီဆိုပြီးတော့မှနှစ်တလီနောက်ဆုံးကျန်တာက 5 by 2ဟုတ်ပြီနော်နောက်တစ်ခုကကြတော့3 by 10 to the power 3 multiply by 5 by 9 to the power 3သူ့ကိုအကျယ်ဖြန့်မယ်3 by 10ဒါကကြတော့5 by 9 3ချိန်3ချိန်3ချိန်ဆိုတော့3ခု3ခုစီဈာထဲမှာလက္ခဏာအမြောက်နဲ့အကျယ်ဖြန့်လိုက်ပြီသူ့ကိုရှင်းလို့ရတာရှင်းရှင်းပဲ9တလီ9 9နလီ10 9တလီ9 9နလီ10 9တလီ9 9နလီ10ဒီမှာလည်းပဲ3တလီ3 3 3လီ9 ရဒီရ3နဲ့ဂျီရ3နဲ့လည်းရှင်းနိုင်တယ်33 33 4ကိုဟုတ်ပြီဒါဆိုရင်ပိုင်းဝေမှာပါရကြတယ်3နေတော့မရှိတော့ငဟားတွေလည်းမရှိတော့ဒါဆိုရင်ပိုင်းဝေမှာ1ပဲရှိမယ်ပိုင်းချိန်မှာပါရရှိလဲ2အမြောက်2အမြောက်2အမြောက်3အမြောက်6ဆိုပြီးတော့ကြတယ်နော်ဒါဆိုရင်နဲ့လေး4နဲ့လေး8 8 3နဲ့24 24 9နဲ့136အဲ့တော့အဖြေဒီ136ပိုင်းတစ်ပိုင်းဆိုပြီးတော့ရမယ် ။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလက်ကျန်ခန်းကိုနေ့တမတက်ကိုတော့နောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ရှင်။